နိုင်ငံခြားမင်းသားပါလုံးဝဟုတ်ဖြစ်တယ်ဟုတ်ဗမာလိုပဲပြောတာအင်္ဂလိပ်လိုမပြောတာလေခုဟုတ်ပါဦးဗျာတို့ပါပဲဟုတ်တယ်မလားဟုတ်တကယ်ပြောတာဟုတ်ဟုတ်တကယ်ဟိုရုပ်ဖြောင်းတယ်တကယ်ပြောတာကျွန်တော်ငယ်ငယ်လေးကအားပေးတယ်အာဟိုအဲ့ဒါနဲ့ပြတော့ဟိုဘယ်လိုပြောမလဲအင်းအဲ့လိုလူကြီးရေရှောက်အဲ့လိုရှောက်တော့ပြောဟိုမှမွေးနေမွေးနေဝယ်နေပါလေဆိုလို့ချင်းကျွန်တော်မွေးနေအခုကိုယ်တိုင်လုပ်ဘူးဟာဒါကြီးစိတ်စိတ်နာပါဟိုနေစိတ်စိတ်ထားပါတော့ဘယ်လိုလဲမြင်နေရတယ်ကွာလူတယောက်ကိုပျော်စေခြင်းနဲ့ စေရနာဆိုတာမြင်နေရတို့မလုပ်ကလေးရလေဟာလေဟုတ်တယ်မလားအခုဒါပေမဲ့ပြောစီခြင်းနဲ့စေရနာဒီနေ့ကျွန်တော်မွေးနေလို့ပြောလိုက်တာအဲကလေးတွေဘာနဲ့ပဲလုပ်လို့ပြောပြီးပြောပြီးဒါဘယ်လိုပြေကျေးဇူးတင်တယ်ဒါရပါတယ်ဒါရောခလေးကြောက်ရဲ့ ကယ်ဒမီပြေးပွဲတော့ကတော့အကယ်ဒမီပြေးပွဲကအပြစ်မာရောဆုံးပါရသူဆေးတယ်လေကိုလိုလက်ဆောင်နေပေးတယ်ကိုလိုပြီးတော့မင်းတို့ရောလည်းလုပ်ပေးတာဥမာဒါလည်းပြောအောင်ဆိုပြီးအဲအဲ့ဒါရောနော်အဲ့ဒါပြောအဲ့ဒါအပြစ်မာရောတွေ့ပါတယ်သူဒိုက်တာအနေနဲ့ဟိုအိုက်တာတွေကအိုက်တာတော့တော့ဆုံးပြပါတယ်အမဒိုက်တာတယောက်အနေနဲ့တော့သားနဲ့မဆုံးဘူးသိပါမင်းတို့အိမ်ခေါ်ရလိမ့်မယ် မကလေးတွေကတော့ဒါကသူရဲ့စိတ်ပါပဲအဓိကတော့အမှုပညာသမားဆိုတာအမှုပညာတွေကနေထွက်ပြေးလို့မရတာသိကြတယ်ဘလို့အကြောင်းတရားပဲရှိရှိပေါ့ state fight team ပေါ့နော်ဟုတ်တယ်မလားဘလို့အကြောင်းတရားပဲဖြစ်ကိုယ်လည်းအဲ့လိုပဲအမှုပညာကနေပြီးတော့ဟော never give up ပဲအဲ့ပေါ့ဟောဘလို့ခွန်မလဲနှစ်တိအများကြီး plan plan လုပ်နေနှစ်တိအများကြီးဘူးသားမှုတွေဒါပေမဲ့လည်းအမှုပညာဆိုတာအမှုပညာတွေကိုတနည်းမဟုတ်တနည်းပုံစံတစ်ခုမဟုတ်တစ်ခုနဲ့ပြန်ရောက်လာကြတာပါဒီလိုပါပဲ ိုးဟာဒီနေ့မှရှိနေတာကိုအမြင်ပြပါဒီလူတွေနဲ့လည်းတွေ့လို့ရှိရင်ပြန်လဲဟိုဘက်ဖြစ်သွားတယ်လို့ပြင်မလားအရင်ကမော်ဂန်ညမရဲ့ခဲ့တော့ကကြားပြီအဲ့လိုပါလေနော်တော်တော်တော်ကြားပြီအဲ့အဲ့ဒါလေးအမှတ်တရလေးပဲလေအဲ့တော့ကိုရီးယားပြန်ပြီးတော့တွေ့တဲ့အချိန်မှာလည်းမျိုးမျိုးလေးပြန်ပြောပြတာပေါ့အဲ့လိုရတာလေးတွေကဘာနဲ့မှမလဲနဲ့နိုင်ငံသားမင်းသားပါလုံးဝဟုတ်ပြီ။ဟိုဗမာလိုပဲပြောတာအင်္ဂလိပ်လိုမပြောတာလေ။ဟုတ်ပါဘူး။ဟုတ်ပါဘူး။တို့ပါပဲ။ဟုတ်တယ်မလား။ဟုတ်တကယ်ပြောတာ။ဟုတ်ကဲ့တကယ်။ ဟိုရွေးခေါင်းနဲ့တကယ်ပြောတာကျွန်တော်ငယ်ငယ်လေးကအားပေးတယ်အာအာအဲ့ဒါပြီးတော့ဟိုကဘယ်လိုပြောမလဲအင်းအဲ့လိုလူကြီးရေရှောက်အဲ့ရှောက်တော့ပြောဟိုမွေးနေ့မွေးနေ့ဝယ်လေးပါလေဆိုလို့ရှိရင်ကျွန်တော်မွေးနေ့အခုကိုယ်တိုင်လုပ်ဘူးဟာတရားကြီးစိတ်စိတ်နာပါဟိုနေစိတ်စိတ်ထားပါတော့ဘယ်လိုမျိုးမြင်နေရလဲကွာလူတယောက်ကိုပျော်စေခြင်းနဲ့စေတနာဆိုတာမြင်နေရတယ်သူ လုတ်ကလေးရရလေဒါလည်းဟုတ်တယ်မလားအခုဒါမဲ့ပြောစီခြင်းနဲ့စေနာဒီနေ့ကျွန်တော်မွေးနေလို့ပြောလိုက်တာအဲကလေးတွေဘာနဲ့ပဲလုတ်ကလေးပြောပြီးပြောပြီးဒါဒီကျေးဇူးတင်တယ်အားရပါတယ်ဒါရောကလေးကြားရဲကလေးတွေကတော့အဲ့လိုပေါ့အများနဲ့အများနဲ့ရှိနေစေချင်တာပေါ့နော်အများနဲ့မြင်နေစေချင်ဘလို့နေရာပဲအခုခုနပြောသလိုပေါ့ဒါဘလို့ပဲဖြစ်ဖြစ်အဲအခုက အဲ့ဒါဒီဥဆောင်နေရာနေပါတယ်ဒါပေမဲ့သူ့ရဲ့ idea တကူကဒီထဲမှာလုံလိုက်လို့ပြည်သက်ကမျက်စိတွေရောက်သွားတယ်ဆိုရင်တာသူအောင်မြင်တာပဲအကူတို့ကဟိုတုန်းကဆိုလေအကူတို့ပြန်ဆခဲ့ရတဲ့အချိန်တွေရှိတယ်အကူကဘယ်လောက်ထိတွေးလဲဆိုတော့ငါလူတစ်ယောက်ပဲကြည့်ကြည့်အဲ့ကားထဲမှာပါလို့တစ်ယောက်ပဲကြည့်ကြည့်ပေါ့အဲ့တစ်ယောက်ကငါလို့တောင်လက်ခံသွားရင်ငါတိဥဆောင်တာလေးကိုအော်ဘယ်လိုပဲဖြစ်အတိမပြုတ်သွားတယ်ဆိုရင်ဒါအကူအကူအနေနဲ့ဒါဟိုဒီကားမှာတိဥဆောင်လာတာအမြတ်တစ်ခုရအကူကအဲ့လိုပဲတွေးကလေးတွေကိုလည်းအဲ့လိုပဲတွေးစေချင်တယ် opportunity ဆိုတာအခွင့်အရေးဆိုတာတစ်ချိန်မဟုတ်တစ်ချိန်ရလာမှာပဲအဲ့ဒါကိုယ့်ရဲ့ကြိုးစားမှုပုံမှာမူတည်အကိုကတော့အဲ့လိုပဲမြင်တာကိုယ်ရောမှာပဲကိုယ်ရဲ့စိတ်ဓာတ်ကိုယ်ရောမှာကိုယ်တောင်းဝင်ကြည့်အောင်ဒါပေတော့ကိုယ်လိုအပ်မဲ့နေရာကိုတောင်းလို့ပြန်လို့ဖို့ပါကသူ့ကိုဘယ်လိုမပြန်မသူကဘယ်လိုပြောဆောင်လဲဘာလို့လဲကိုယ်ရောမှာအကောင်းဆုံးပံ့ပိုးပေးရမယ်လုပ်ပေးရမယ်အဲ့ဒါကိုယ့်အတွက်လည်းဖြစ်တယ်သူ့အတွက်လည်းဖြစ်တယ်နော်လုပ်ပါမယ်ဒီလိုချင်းကျွန်တော်တို့လည်းအခုပြောသလိုပေါ့အောက်လူတယောက်ကြည့်ရအောင်ကျွန်တော်စဉ်လည်းလက်ဖက်တန်တွေပါလို့ထားတယ်လူဘယ်နှယောက်ကြည့်လဲဆို အဲ့ဒါမှအမှန်ကိုမြင်ရမှာကိုယ့်လူကမြောက်တည်တဲ့ဇေဘကဘယ်လိုရှိနေလဲကိုယ့်ကိုယ်ကဘယ်လိုမြင်နေလဲအဲ့ဒါအဲ့ဒါကြီးအရေးကြီးတာပေါ့နော်ငါကတော့ဖြစ်လို့ဆိုချင်